အားလုံးပဲမင်္ဂလာပါခင်ဗျာဒီနေ့ကျွန်တော်ကဒီလိုချင်ဘက်စိန်ကြီးကိုပြမှာဖြစ်ပါတယ်ချစ်အောင်ကဲဒါကျွန်တော်ချင်ဘက်စိန်မဲ့ပါဝင်ပစ္စည်းလေးပေါ့နော်ဒီမှာတပန်းရှိမယ်ခနာသမလာဥဖြူလေးတွေကျွန်တော်ပေါ်ပေါ်ကလှီးထားတယ်ဒါမှမဟုတ်ဖြူမာမာထိတ်ထိတ်ဖြားလေးတွေပေါ့နော်ပင်ပင်လေးတွေအဲပင်လေးတွေရေစူးရှာစီးတယ်တဲလေးတွေပါတယ်မော်လာဥဖြူလေးတွေဒါလိုလေးနောက်ပြားလေးပေါ့မညီမပါလေးပေါ့နော်ပြီးကြတယ်ဒါမှမဟုတ်ဒီစတစ်လေးတွေလှီးထားတယ်ချောင်းလေးလှီးထားပေါ့နော် နောက်ဆိုသခွားသီးလေးတွေနော်သခွားသီးလေးတွေဆိုဆစ်ဆောင်းလေးသစောင်းလေးထိကြပါနော်နောက်မွေလေးကတော့တကိုက်စာလေးပဲနော်စားတဲ့ခါကျရင်ချင်းချင်းချင်းနဲ့တကိုက်စာလေးတွေအဲ့ဒါကကစွန်းရွက်ထည့်ထားတယ်ကစွန်းရွက်ညိုအောင်ထည့်လဲကောင်းတယ်နော်နောက်ကျပဲမောက်ထည့်မယ်ပဲမောက်ထည့်ပြီးတော့ဒါချက်တော်ရှက်လောက်ဒီသစ်သစ်လေးတွေပေါ့နော်ခါလေးတွေကအချက်ပေါက်သွားတဲ့ခါကျရင်အလုံးလိုက်ခမင်းကြောင်နဲ့ကိုက်စားတာပေါ့ဆိုကောင်းတယ်ပန်းမွေလာလာချက်တော်မင်းလေးနည်းနည်းထည့်ပါနော် ။ဒီဘက်မှာဆိုရင်ကျွန်တော်စက်သွန်ဖြူနှစ်မျိုးထည့်ထားတယ်။ဒါပမာစက်သွန်ဖြူသေးလေးလေး။သေးလေးနော်။ဒါလေးတွေမှုရဲစားကောင်းတယ်နော်။စက်သွန်ဖြူရဒီစေ။အဲ့ဒါရဒီကြောက်လေးထည့်ထားတယ်။ခလဲဝွေးရလေးထည့်ထားတယ်။ဒီမှာခလဲဝွေးရလေးတွေကမှုမှာနောက်ကျရင်ယူကောင်းစေလေးတွေကမှုမှာနော်။ကျင်းနေလဲထည့်ထားတယ်။ကျင်းနေရလဲလိုပပလေးလီးရမယ်။ဒါအချင်းပေါက်တဲ့အခါကျရင်ကျင်းပြားလေးတွေကစကောင်းတယ်မဟုတ်လား။ကဲကျွန်တော်ချင်ဘက်စိန်တဲ့အခါကျရင် ဒါလေးပေါ့နော်ဒါလေးသုံးပါနော်လက်အီလေးပါလက်အီလေးသုံးတာကကြတော့ဗတ္တိရာဟောက်တယ်ဆိုပေမဲ့တန်ရှင်းမှုလက်ဆက်မှုတွေပါကြပိုကောင်းတာပေါ့နော်စကြပူခန်းနဲ့ဟောလက်မှာရှိတဲ့လက်လက်လက်ဆေးပြီးတော့တေချာလုပ်မယ်ဆိုတော့လည်းအဆင်ပြေတယ်လက်မှာရှိတဲ့အဲ့လိုဘာလဲမသိဘူးကျွန်တော်ပညာရှင်တယောက်စီကတော့ဖတ်ဘူးတယ်ကျွန်တော်တို့တဘာဝလက်ကနေလက်သစ္စာဆေးပြီးတော့ထွက်လာတဲ့ဓာတ်ကလည်းကောင်းတယ်လို့ပြောဘူးတယ်။ဒါပေမဲ့လည်းကျွန်တော်လက်အိတ်ဆုပ်ပြီးတော့သုံးမယ်။အဲ့တော့ချင်ဘက်ဖောက်တဲ့အတွက် ကြာရှည်လေးလက်ခံအောင်အာကျွန်တော်စိတ်မဲ့ဘုံလေးကြီးတယ်ကျွန်တော်ပမာဏလည်းများတော့နော်ဒီဘုံကိုသေချာတုပ်မယ်ရေးဆေးပြီးွားပြီထဲထဲသေချာ6အောင်အောင်တုပ်မယ်အိမ်နေမှာတော့ဖန်ပလင်းလေးတွေပါလို့လေအဲ့တော့မိုင်လိုပလင်းလေးတွေတော့စိန်လို့ကောင်းတယ်အခုနောက်ပိုင်းစတီမတ်တွေပါတယ်မှာဆိုရင်ဟိုလေလုံးဘုံလေးတွေဖန်ပလင်းလေးရှိဒါလေးလည်းကောင်းတယ်နော် ကဲ6တွေ့အားလုံးပဲမင်္ဂလာပါဒီလို6တွေ့နော်6တွေ့လေးโอเคဒီကြစီးထားတယ်ဒီကြတုတ်ထားမယ်နောက်ပြီးသွားရင်ကျွန်တော်တို့အောက်က base ကိုပါခံမယ်ဆိုတော့ကျွန်တော်ကျွန်တော်ဒါကျွန်တော်လုံးမဲ့ဘန်းဒါခုနကကျွန်တော်လုံးမဲ့ဘန်းပါဝင်ပစ္စည်းများနော်စားကြပါဦးဗျာ ဘာလို့ဖြစ်လို့ထည့်လိုက်နော်ဒါကတကြာတကြာစာဆလာ गाई နော်ဒါနောက်မှထည့်မယ်ဘောလာဦးဒီလေးထည့်မယ်သခွားကြီးလေးထည့်မယ်ဘောလာဦးဒီလေးထည့်မယ်အာကာမောလာဦးအဖြူရဲ့ခေါင်းလေးတွေနော်အပင်လေးတွေဒါလေးအများထည့်မယ်အဲ့မင်းမောင်းထည့်မယ် အဲချက်သွန်ဒီလုံးလေးကြီးလိုက်ထည့်မယ်ကဲဒီစာပလာလေးကြီးလည်းထည့်မယ်နော်ဒါလေးကြီးလည်းထည့်ကြုံပါဟလားဆလဲဝေးရလေးထည့်မယ်ရူတိကြောက်လေးထည့်မယ်ရှင်းလေးလည်းထည့်မယ်ကဲနောက်တော့လောဟိုလောက်ဖြူပြန်ထည့်မယ်ဟုတ်လားနေထည့်မယ်သခွားကြီးထည့်မယ် ။သဇွန်ယူပဲမောက်ထည့်လိုက်မယ်။ကဲပန်းပွင့်နေဖြစ်မှာနော်။ကဲဒါလည်း miss လုပ်လိုက်တော့နော်ဖန်းထဲမှာ။ကဲအားရအားလုံးထည့်ပြီးပြီဆိုရင်ဒီ amount နဲ့ညီမျှတဲ့ໂຕລີ້ເນາະອຫຼໍຫຼွာເລີຍນະເນາະໂຕລີ້ င်းဒီတဲ့ကိုတကြားတကြားချိုတက်ကအများကြီးမပေးဘူးတကြားချိုတက်ကဟိုသုံးပုံတပုံလောက်ပါပါအောင်ပါเนาะအဲ့တော့သမီးစားစုံနဲ့ပုံပြထည့်လိုက်တယ်။စာသမီးစားစုံနဲ့သုံး နော်ဆောတုံးစားလဲတုံးစားလာပဲတော်ပြီအဲ့ဒါဆိုရင်တော့ balance ကခြုံငန်လေးဖြစ်ပါဦးနော်ကောင်းတယ်အဲ့ဒါလည်းကောင်းတယ်အချင်းပေါက်တာလည်းဆိုကွက်တီးပဲနော်တကယ်စကားနည်းနည်းရှော့ခြင်းလည်းဆိုလဲရှော့လို့ရတယ်နော်ဆာလကာလေးကတော့ငါးစုံတော့ဖြစ်ဒီနေတော့လေးငါးနည်းနည်းငါးစုံနည်းနည်းတယ်အာခုနှစ်စုံတော့သွားမယ်နော် à l ล main, la main. เข้าอีกเลยคนละสองตาบี้อ่าทะลุลยตีถามนะเชื่อเรื่องดีๆเลยส่งสารสีหน่อเนาะ ကဒီယာလေးကိုအပေါ်နဲ့ကျွန်တော်ရေနေဘူးလေးလောင်းထည့်မယ်ရေနေဘူးလေးလောင်းထည့်ပြီးတော့အုပ်ထားမယ်အုပ်ထားပြီးရင်တန်ရှင်းတဲ့နေရာမှာအဲနှစ်ရက်လောက်ထားမှာပေါ့နော်တန်ရှင်းရှင်းဖြစ်တဲ့နေရာပေါ့နော်ဟိုဘက်တီးရီးယားဖောက်တဲ့အတွက်နည်းနည်းကြီးဆိုက်ရတယ်တန်ရှင်းဖို့လိုတယ်အဖုံးလေလုံးဖို့လိုတယ်ဒါလေးနဲ့မဖုံးခင်မှာကျွန်တော်လာဘောပလတ်စတစ်တွေတခုခံပြီးဖုံးမယ်တန်းတန်းရှင်းနေနေရာမှာနှစ်ရက်လောက်နှက်ပြီးွားရေစသုံးလို့ရပါပြီကဲဒီနေ့တင်လိုက်ပါဦး တဲ့ကနေပြောနည်းနည်းလေးနှံ့အောင်စားလေးရနော်ရှိုးစုံမထဲမှာဒီရေလေးကိုရသာမီးကြည့်လိုက်အဆင်ပြေရင်လေအချင်းပေါက်တာလည်းဆိုကွက်တီပဲအရင်လည်းမငံအောင်နော် လိုမျိုးလေးဗျာရမောလာအုပ်ယူလေးတွေနော်ဘဲပေါလေးတွေရှင်းလေးတွေတတ်တာဆိုမယ်နော်စက်သွန်နီဦးလေးတွေနေကောင်းစီလေးတွေနော်ဆမောလာအုပ်နီလေးတွေဘဲပေါလေးတွေအိုးစားခြင်းဆိုပေါ့အနောက်နေ့ရက်လောက်အချင်းပေါက်သွားရင်တုံးဆောင်လို့ရပါပြီဗျာရှင်းမစင်ပြတာဖြစ်ပါတယ်ကျွန်ရဲ့နောက်ထပ် ိတ်ဝင်စားစရာကောင်းတဲ့ဟင်းချက်ဗီဒီယိုနဲ့ပြန်လာခဲ့ဖို့ရှိပါတယ်အားလုံးပဲကျေးဇူးတင်ပါတယ်ဒီဗီဒီယိုလေးကိုစာဆုံးကြည့်ပြလို့လည်းကျေးဇူးတင်ပါတယ်ဒီလိုမျိုးလေး like လို့စားပြီးလို့စားကောင်းတယ်ဆိုရင်ကျွန်တော်ရဲ့ comment အောက်မှာကောင်းတယ်မကောင်းဆိုတာပြန်လာပြီးတော့အကြံပြုလို့ရပါတယ်နောက်ထပ်ဗီဒီယိုတော့ပြန်ပြပါတော်တော်ပါ